ဘကိုရိုင်းဒေသကြီးတာယာဝရီခရိုင်ပြည်ချိုင်းနဲ့ပြည်ဆိုင်ဦးစီးဌာနလူထုခြေပြုဖို့ဌာနတွင်တက်ရှိလောကတည်မြဲဖို့တဘာဝပါဝင်ခြင်းထိန်သိမ်းရေးအသိပညာပေးတော်ရှုကိုမတ်လ18ရက်နေ့ညနေ3:00နာရီကကျင်းပခဲ့ရာခရိုင်ပြည်ဆိုင်ရုံးမှာဒေါ်တဲနူအေးနှင့်ပါဝင်ခြင်းထိန်သိမ်းရေးဦးစီးဌာနမှဒုတိယဦးစီးမှုဦးဟိန်ထိုင်အောင်တို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်။မင်္ဂလာပါဆရာရှင်။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့ပါဆရာ။ဘာမှပါဝင်ခြင်းထိန်သိမ်းဖို့အတွက်ပေါ့နော်။ဘာကြောင့်လိုအပ်တယ်ဆိုတာကိုလည်းရှင်းပြပေးပါဆရာရှင်။ ဟုတ်ကဲ့တဘာပေါင်းရင်ကျွန်တော်ဒီချိန်သိမ်းမှုလိုအပ်တာတော့ကျွန်တော်ဒီတဘာတရားကြီးရနေပြီးတော့ကျွန်တော်ဒီစာဝဲနေရေးပေါ့နော်လိုအပ်ချက်မှန်များကိုဖြည့်ဆည်းပေးနေတယ်ဒီကမှာဆိုရင်လည်းကျွန်တော်ဒီတဘာတရားဆိုတဲ့အခါမှာကျွန်တော်ဒီရာသီဥတုပေါ့နော်ရာသီဥတုနဲ့ကျွန်တော်ဒီတဘာပတ်ဝန်းကျင်ပေါ့ဒီရနေပြောကျွန်တော်ဒါပေးနေတာဖြစ်တယ်ပေါ့နော်အဲ့ကမှာဆိုရင်ကျွန်တော်တို့ဒီလူသားတွေရဲ့ပယောဂါကြောင့်ဒီရာသီဥတုနဲ့ဒီပတ်ဝန်းကျင်အားဆိုရင်ယိုရင်းပျက်စီးလာတယ်ပေါ့နော်ခုနောက်ပိုင်းဆိုရင်ယိုရင်းပျက်စီးလာတယ်အဲ့အတွက် ဒီအထူးသဖြင့်ပေါ့နော်ဒီရာသီဥတုနဲ့ဒီသဘာဝပေါင်းရင်ယဉ်ပျက်စီးခြင်းဟာလူသားတွေရဲ့ပေါ့နော်လူသားတွေရဲ့လောရဲ့အကြောင်းလူသားတွေရဲ့ပြောကအကြောင်း90%ခန်းကတော့ဒါဖြစ်တယ်ပေါ့နော်အဲ့ဒီလိုကျွန်တော်ဒီလူသားတွေအားလုံးအနေနဲ့ကလည်းဒီသဘာဝပေါင်းရင်ပြန်လဲကောင်းမွန်အောင်ပေါ့ဒီရာသီဥတုကိုပေါ့နော်ပြန်လဲဟိုအရင်တော့လိုမျိုးပြန်လဲကောင်းမွန်အောင်ဒါထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်လိုအပ်နေတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာရှင်ဒီသဘာဝပေါင်းရင်ထိခိုက်ပျက်စီးစေတယ်ပေါ့နော်လူသားတွေရဲ့အပြုအမူတွေကိုလည်းရှင်းပြပေးပါဆရာရှင်ဟုတ်ကဲ့ ကျွန်တော်တဘာပောင်းရဲ့အဓိကထိခိုက်ပျက်စီးနေတဲ့အကြောင်းရင်းတွေကတော့လူသားတွေရဲ့မစင်မချင်လို့ရတဲ့အကြောင်းပဲဖြစ်တယ်ပေါ့နော်။ဟိုဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီလူသားတွေကဒီလူကြီးတိုးပွားလာတယ်လူကြီးတွေတိုးပွားလာတာဖြစ်တဲ့အတွက်မျိုးရွာတွေပေါ့နော်မျိုးရွာတွေချဲ့ထွင်လာတယ်။ပြီးရင်ဆံမြောင်းတာတမန်တွေပေါ့နော်ဒီဆောက်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီစိတ်ဟိုဒီဆက်မှုလုပ်ငန်းတွေဖွံ့ဖြိုးလာတယ်ပြီးလို့ရှိရင်စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေပေါ့နော်အများ အများကြီးချက်ထွင်လုပ်ကင်လာတယ်ဒီမှာဆိုရင်စိုက်ပျိုးရေးလုပ်ငန်းတွေမှာဆိုလို့ရှိရင်ကျွန်တော်ဒီတမင်ဩဇာကြီးအလွန်ကျွန်တော်သုံးဆွဲတာနောက်ပြီးလို့ရှိရင်ကျွန်တော်ဒီဟိုပါပေါ့ဟိုဟိုပါပေါ့ကျွန်တော်တို့ဒီတက်တူတူပေါ်ခြင်းလုပ်ငန်းတွေပေါ့နော်ဒီကနေပြီးတော့လဲကျွန်တော်ဒီပန်းဝင်ကိုထိခိုက်ပျက်စီးမှုတွေဒါများစွာဖြစ်စေပါတယ်ဟုတ်ဟုတ်ကဲ့ပါဆရာရှင် ဒီတဘာဝပန်ဝင်ခြင်းအထူးကပျက်စီးမှုရဲ့အဓိကအကြောင်းရင်းများရှိရင်လည်းသိကြပါရစေရှင်။ဟုတ်တဘာဝပန်ခြင်းအထူးကထိခိုက်ပျက်စီးစေတဲ့အဓိကအကြောင်းရင်းနဲ့မှာဆိုရင်ကျွန်တော်ဒီပထမအချက်အနေနဲ့ပြောမယ်ဆိုရင်တော့ဗောနော်ကျွန်တော်ဒီမှန်လုံရအာနိသင်ဗောနော်မှန်လုံရအာနိသင်ကတော့ဒီအဘဘအကျိုးသက်ရောက်မှုကြောင့်ဖြစ်တယ်ဗောနော်ဒီအကျိုးသက်ရောက်မှုအားဆိုရင်ကျွန်တော်ဒီခုနကကျွန်တော်ဒီရုပ်ကျင်းလောင်စာတွေအသုံးပြုမှုများတဲ့အတွက်ဒီကနေထွက်ရှိလာတဲ့ကာဗွန်တန်ငွေတွေရှိမယ်ပြီးရင်စိုက်ပျိုးရေးလုပ်ငန်းတွေပြီးရင်ဒီရေနံနဲ့ဗောနော်တဘာဝတန်ငွေတွေ ဒီပေါ့နော်ဒီထုတ်လုပ်ခြင်းကနေထွက်ရှိတဲ့တန်းငွေတွေရှိမယ်ပြီးရင်စက်မှုလုပ်ငန်းသုံးဒီဓာတ်ပစ္စည်းတွေဖြစ်တယ်ပေါ့နော်ဒီကလိုရိုဖလိုရိုကာဗွန်ပေါ့နော် CFC ဒီတန်းငွေတွေကြောင့်လည်းရှိတယ်ပြီးရင်မော်တော်ယာဉ်တွေနဲ့အခြားစိတ်ရောအလုပ်ရုံတွေကနေပြီးထွက်ရှိတဲ့ကာဗွန်မောက်ဆိုက်တန်းငွေတွေပြီးရင်ဓာတ်မြင့်ဩဇာတွေလွန်ကဲစွာအသုံးပြုတဲ့အတွက်ပေါ့နော်ဒီဒီဓာတ်မြင့်ဩဇာတွေကနေပြီးတော့ထွက်ရှိတဲ့ဟိုပါပေါ့နော်ဒီ nitrate oxide တန်းငွေတွေပေါ့နော်ဒီကနေပြီးတော့ဒီကနေပြီးတော့ကျွန်တော်တို့ဒီပထမအဆုံးဒီမှန်လုံးအာညစ်တင်နေတာဒါပေါ့နော်ညာစွာဒီနေရူးထဲမှာဒါတိုးပွားလာတာဖြစ်တယ်အဲ ကြီးကြွကြောင်ကဘာကြီးကပူနေလာပြီးတော့ရာသီဥတွေတွေဟိုကကျွန်တော်ဖောက်ပြန်ပြောင်းလဲမှုတွေဖြစ်လာတယ်ပေါ့နော်အဲဒုတိယအချက်ကတော့ကျွန်တော်ဒီတစ်တော့ပြုံးနေမှုကြောင့်ဖြစ်တယ်တစ်တော့ပြုံးနေရဲ့အတွက်အတွက်ပေါ့နော်ဒီကာဗွန်ထုတ်လို့မှတိုးပါလာတယ်ပေါ့နော်ကာဗွန်ထုတ်လို့မှတိုးပါလာတယ်ကျွန်တော်ဒီတတိယအချက်ကကြတော့ဟိုကကျွန်တော်ဒီလူသားတွေရဲ့ပေါ်ဆမှုကြောင့်ဖြစ်တယ်လူသားတွေပေါ်ဆမှုကြောင့်ဆိုတာကျွန်တော်ဒီနန်တင်သင်းမော့တွေဒါတိတ်မောက်တယ် CO ဖိတ်မှုတွေဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်တဲ့အတွက်ကြောင့်ကုန်းနေရင်းတဲ့တော်ပါလေးတည်ကြည်ပြည့်စည်တယ် ရေတို့ကိုဒါညံ့ညံ့မှုဖြစ်စေတယ်ပေါ့နော်ပြီးရင်ဒီကျွန်တော်ဒီတရားမဝင်ပေါ့နော်ရွှေတူးဖော်တဲ့လုပ်ငန်းတွေရှိတယ်ဆိုဆိုပြီးရင်တရားမဝင်ရွှေတူးဖော်တဲ့ဒီလုပ်ငန်းတွေကြောင်းမဲ့ကျွန်တော်ဒီဟိုပန်းဝင်ကျင်ပေါ့နော်ပန်းဝင်ကျင်ပြည့်စည်ကြရရှိမယ်ဒီမှာဆိုရင်ချောင်းနေမြောင်းနေတိမ်ခေါ်ပြည့်စည်တယ်အဲပြီးရင်ရေရင်မြစ်တွေပေါ့နော်ဆုံးရှုံးပြောက်စီတယ်ဆုံးရှုံးပြည့်စည်တယ်ပေါ့နော်ရေရင်မြစ်တွေဆုံးရှုံးပြည့်စည်တယ်ပြီးလို့ရှင်ရေတန်းစင်မိုးပါထိကြိုက်တယ်ပေါ့ဟုတ်ဟုတ်တယ်ပါဆရာရှင် ီတဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုပေါ့နော်ရောနေအောင်လည်းရေရှည်တည်မြဲအောင်ဆောင်ရွက်နိုင်တဲ့နည်းလမ်းတွေကိုလည်းရှင်းပြပေးပါအောင်ဆရာရှင်ဟုတ်တဘာပတ်ဝန်းကျင်ပေါ့နော်ထိခိုက်ပျက်စီးမှုနဲ့ရောနေအောင်ရောနေအောင်ပေါ့နော်ပြင်ရေရှည်တည်တန့်ခံမဲ့အောင်ဆောင်ရမယ်ဆိုရင်နံပါတ်၁ကကျွန်တော်တို့ဒီတစ်တော်ပြုံးတီးခြင်းကိုကာကွယ်တားဆီးဖို့လိုအပ်တယ်ပေါ့နော်တစ်တော်တစ်တော်ပြုံးတီးခြင်းကိုကာကွယ်တားဆီးဖို့လိုအပ်တယ်လို့ပဲတစ်ပင်တစ်တော်တွေကိုပြုစုပြောင်းအောင်စိုက်ပျိုးမယ်အဲပြီးရင်ကျွန်တော်တို့ဒီစွန့်ပစ်ပစ္စည်းတွေပေါ့နော်စွန့်ပစ်အမှိုက်တွေဒီရေစိုးတွေကိုလည်းစနစ်တကျစွန့်ပစ်ဖို့လိုအပ်တယ် ဒီမှာဆိုလို့ရှိရင်เนาะဒီလူသားအားလုံးအနေနဲ့ပေါ့နော်ပေါင်းရင်ခြိကိုင်းမှုနဲ့ညဉ့်ညံ့မှုပေါ့ပေါ့နော်ဟိုဒီမရှိအောင်ပေါ့နော်အတိကအတိကခြိကိုင်းမှုမရှိအောင်ကျွန်တော်ဒီစနစ်တကျဆွန့်ပစ်တဲ့အားမှာပေါ့နော်အဲ့မှာဆိုရင်စက်ရုံအလုံးယုံအနေနဲ့ဒီတက်ကြွတူဖို့ချင်းလုပ်ငန်းတွေထွက်ရှိရဲပေါ့နော်အခြားဒီပေါင်းရင်ကိုခြိကိုင်းမှုဖြစ်စေတဲ့ဟောပေါ့နော်ဒါဟိုဟိုဒီလုပ်ငန်းတွေပေါ့ဒီလုပ်ငန်းတွေဒီကိုလောက်ကိုင်းတဲ့အခါမှာဆိုရင်လည်းကျွန်တော်ဒီပေါင်းရင်ထင်းသိမ်းအတိညာဆောင်ရွက်တက်ဖို့လိုအပ်ပါတယ် ဟုတ်ပန်းဝင်ရှင်ထိခိုက်မှုရောနေအောင်ပေါ့နော်အတိကဒီပန်းဝင်ရှင်ထိခိုက်မှုရောနေအောင်လည်းပန်းဝင်ကျင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီပန်းဝင်ရှင်ထိမ့်သိမ့်မှုအတွက်ဘယ်လိုမျိုးဟောပေါ့နော်ဘယ်လိုမျိုးထိခိုက်မှုထိခိုက်မှုရောနေအောင်ဘယ်လိုမျိုးဆောင်ရမလဲဆိုတော့အတိတရားလေးညာပေါ့နော်ဆောင်ရဖို့လိုအပ်ပါတယ်ဟုတ်ဟုတ်ပြီးလို့ရှင်ဒီဒီကျွန်တော်ပြောခဲ့တဲ့ဒီနီလန်းတွေပေါ့နော်ဒီနီလန်းတွေကိုပတ်စုံထိထိရရဆောင်ရမှသာလျှင်ဒီတဘောပန်းဝင်ရှင်ကိုဒါကျွန်တော်ဒီထိခိုက်မှုရောနေအောင်ဆောင်ရနိုင်ပြီးတော့ဒီဟောပေါ့နော်ဒီ ီရေရှည်တည်တဲ့အောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆရာရှင်။အခုလိုအသိပညာမျှဝေရတဲ့ကျေးဇူးတင်ပါတယ်ဆရာရှင်။ဟုတ်ကဲ့ပါကျွန်တော်တို့ဒီပောင်းဉဏ်ချင်းသင်ဦးစီဌာနအနေနဲ့လည်းအခုလိုမျိုးပေါ့နော်အသိပညာပေးတင်ဆက်ခွင့်ရရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာရှင်ဆိုပါတော်ရှိုးဆွေးနွေးမှုတို့ကိုဝီလာတာယာဝရီ page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်